အာကိုပြန်လည်ပြိုင်တဲ့ပွဲရကြတော့ကျွန်တော် sport physics ပေါ့နော်သူမပြိုင်ဘူးဆိုရင်ကျွန်တော်တင်းတော့မှာပေးရအဲ့သူအဲ့ကြောင့်ပြိုင်တာသူအတွေ့အကြုံလူစီခြင်းတို့တင်ပေးလိုက်တာသူပုံမှန်မှာဒါလို့ဘူးတယ်ဘလို့ပြိုင်ဘူးရဆိုတာလေးပဲလုတ်ထည့်ခြင်းတာဒါပေမဲ့မြန်မာပြည်တွေကကျတော့ဒီအတန်းကဘလို့အတန်းမျိုးလဲပြတဲ့ကိုတင်ကိုနားမလဲတဲ့ခါကျတော့သူဝိုင်းပြီးဝေဖန်နေကြတာတင်ပါတယ်ဟုတ်အဲ့ဒီထိုင်းက make up ဆရာတယောက်ဆိုအရင်ကောင်းတာ LGBT အရင်ကောင်းတာ ဆုတ်ပြတ်လာပါစေလို့ Sport Physics ကမြန်မာပြည်မှာမပြိုင်ဘူးမြန်မာပြည်ကသူတွေလည်း Sport Physics ရဲ့အကြောင်းကိုထည့်ထည့်ဝင်မရှိဘူးပြိုင်ဘူးတဲ့သူလည်းမရှိဘူးအခုဒီ9ယောက်ကပထမဆုံးပြိုင်တာပြီးတော့အဲ့ကောင်တွေပြိုင်တဲ့အတန်းမှာကတကယ်ကောင်းတာက LGBT တွေကကောင်းတာဘာလို့လဲဆိုတော့ तू က Macedonia ရှိတယ်ကိုရီးယားမှာလုပ်တဲ့ပွဲဆိုလုံးဝနှဲ့နှောင်းနေရလေအဲ့ဒီပွဲတွေကကျွန်တော်မြန်မာပြည်မှာမလုပ်ရလို့လားတခြားနိုင်ငံတွေမှာအကုန်ရှိတယ်ဆိုတော့အဲ့ကောင်မှာအခုဝင်ပြိုင်ရသူတို့နိုင်သွားတယ်ဆိုအရက်ပူပူလေးနဲ့ကျွန်တော် share ထားတယ်ထိုင်းကမိတ်ကက်စရာဆိုရင် အရန်ပါဆဲကောင်းတာစုပြတ်တဲ့နေရာပဲအားကစားဆိုတာကဘယ်သူပဲပြိုင်ပြိုင်အားကစားပါပဲကျွန်တော်နိုင်ငံခြားမှာဆိုလို့ရှိရင်ပြိုင်တဲ့ဟာမှအဲ့လိုယောက်ျားလေး body ဘေးတင်းမှာပဲအဲ့လိုနှကန်းနေဆိုပြီးတက်ပြိုင်သွားတဲ့လူရှိတယ်ကျွန်တော်ကပြောချင်တာက LGBT ပဲဖြစ်ဖြစ်အဲ straight ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကာယဗလာကာယဗလာပြိုင်တာပဲ body building က body building ပြိုင်တာပဲသူတို့ရဲ့ဖြစ်တည်မှုသူတို့သွားတဲ့ပုံစံကတက်တက်သူတို့ရဲ့လိုက်ဆိုင်ကတက်တက်အားကစားကအားကစားတက်တက် body building ကို body building လို့ပဲမြင်သိကြပါတယ်ကျေးဇူးများကြီးတင်ပါတယ်ကြာ အော်ကိုထွန်းလင်ပြိုင်တဲ့ပွဲကကြတော့ကျွန်တော် sport physics ပေါ့နော်အဲအဲ့ဒီတန်းမှာကျွန်တော်ရှီကရရင်ဘူးပဲအာအပါဝင်ပေါ့အာ sport physics မှာကျွန်တော်9ရက်ဝင်ပြိုင်တယ်9ရက်ဝင်ပြိုင်တာမှာ3ရက်ဆွရခဲ့တယ်ဗျဟုတ်အာကိုထွန်းကကြတော့ဒီ first time မှာမှာကျွန်တော်က simple တက်တယ်ဆိုရဲအနေထားတစ်ခုပဲကျွန်တော်ကသူ့အတွေ့အကြုံလူစီခြင်းတို့တင်ပေးလိုက်တာသူ့ဘုံမှာမှာဒါလုပ်ဘူးတယ်ဘလို့ပြိုင်ဘူးရဲ့ဆိုတာလေးပဲလုတ်ဆေးကျင်တာဒါပေမဲ့မြန်မာပြည်လူတွေကကြတော့ဒီအတန်းကဘလို့အတန်းမျိုးလဲပြတဲ့ပုံစံကိုနားမလဲတဲ့ခါကျတော့သူ့ဝိုင်းပြီးဝေဖန်နေကြတာထင်ပါတယ်ဟုတ် အာသူ့ရဲ့ပြောင်းလဲမှုကိုအမားတို့အများကြီးတွေ့မှာထင်ပါတယ်အရင်တော့ပုံစံနဲ့မတူဘူးအရင်တော့ဆိုရင်သူအောက်ပိုင်းမထိုင်ခြင်းဘူးဘက်မဆော့ခြင်းဘူးပြီးရင်ရှိုးရာတွေဘာတွေမဆော့ဘူးသူကဒီဘိုက်နဲ့ရင်ဘက်ကိုပဲသူဆော့တာများတယ်ပေါ့နော်ဒါကျွန်တော်ပုံမှန်လေးပြောတာပါဆိုတော့အခုနောက်ပိုင်းမှာသူကကျွန်တော်မလုခိုင်းရင်တောင်မှပဲသူကသူလုံနေတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုလိုချင်တာလေဒီပြိုင်ပွဲကိုသူ့ကိုပြိုင်ခိုင်းတယ်ဆိုရဲအာဟာကကျွန်တော်မှအကြောင်းရှိတယ် သူ့ရဲ့ကျန်းမာရေးလိုက်ဆိုင်တစ်ခုနဲ့ဒီ body composition တစ်ခုလုံးကိုမှန်သွားအောင်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ movement တွေကိုလုံးမှန်သွားအောင်အစားတွေကိုစနစ်တကျဘယ်လိုစားရဲဆိုတာသူ့တိတိကျကျတည်သွားအောင်ဆိုပြီးတော့ကျွန်တော်ပြိုင်ပွဲကိုပြန်ခိုင်းတာပြိုင်ပွဲပြန်ခိုင်းတဲ့ရည်ရွယ်ချက်ကသူ့ရဲ့ကျန်းလို့မဟုတ်ဘူးသူ့ရဲ့လိုက်ဆိုင်တစ်ခုနဲ့ဒီသူ့ရဲ့ body movement အကုန်လုံးကိုကျွန်တော် change ချင်လို့ဟုတ်အာသူကပြိုင်မယ်ဆိုပြီးတော့သူစိတ်ပါလာပြောတဲ့ခါမှာကျွန်တော်နဲ့ကသူမပြိုင်ဘူးဆိုရင်ကျွန်တော်တိတ်တော့မှာပဲอ่ะအဲ့ဒါအဲ့ဒါအဲ့ကြောင့်ပြိုင်တာ ဒါပေမဲ့ဒါသူ့ဘဝအတွက်မှတ်တိုင်တစ်ခုပဲလေဒါလားလေးလှုပ်ခူးတယ်ဆိုတဲ့ဟာပေါ့ဒါပေမဲ့သူတို့အတန်းအရန်ကြက်တယ်အဲ့ဒီထိုင်းရမိတ်ကက်ဆရာတယောက်ဆိုအရန်ကောင်းတာ LGBT အရန်ကောင်းတာစုပ်ပြတ်နာမှာစဲတွေကိုအဲသူကအကုန်လုံးဟောက်တာသူ့ကိုကျွန်တော်ပြန်ဟောက်တာသူကျွန်တော်ပြောရတဲ့အတိအလိုက်လုပ်တယ်ဟုတ်ဟုတ်လိုက်လုပ်ပါလေလိုက်လုပ်နိုင်တယ်ဆိုတော့ body weight တယောက်လှုပ်ဖို့ဆိုတာမလွယ်ဘူးလေကျွန်တော်တို့အစားရှော့ရတာတွေရှိတယ်အဲ့လိုဟိုကျွန်တော်တို့ရေလျှော့ရတာတွေရှိတယ်စိတ်ကအဲ့လိုမျိုးအဲ့ချိန်မှာအများကြီးဟန်တယ်လောက်ကြတယ်အလုံးများရတဲ့သူဆိုပိုးဆိုးပါဗျာဟုတ် အဓိကကျွန်တော်တို့တော်တော်များများအခုနောက်ပိုင်း man physics man physics ဆိုတဲ့ခါကျတော့အောက်ပိုင်းတိတ်မထိုင်ကြဘူးပေါ့နော်အာအပေါ်ပိုင်းနေပဲတို့လောက်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဟို body building ဆိုပြီးတော့ body builder လုပ်တယ်ဗလာကြီးကြီးပြီးတော့လမ်းအောင်ကောင်းကောင်းမလျှောက်နိုင်တဲ့လူတွေအများကြီးအဲ့ဒီမှာ body builder ဖြစ်တယ်ဗလာကြီးတော့ကြီးပဲဒါပေမဲ့ချိုးမိုင်မိုင်တော့မှမှန်အောင်မချိုးနိုင်တဲ့ကောင်တွေအများကြီးပဲအဲ့ဒါဘာကြောင့်လဲဆိုရင် body building လုပ်ပြီးတော့ကျွန်တော်တို့ fashion နဲ့ movement တွေကိုသူတို့မေ့ထားတာအဲ့တော့ကျွန်တော်ကအဲ movement တွေလည်းဒီလိုရှိတယ် ဒီဟာတွေကောင်းရမယ်ဥမာဘော်ဒီဗေဒါကြီးလို့ပြီးခုနားလဲသွားမရဒီနားလဲသွားမရမောနေဆိုအဆင်မပြေဘူးလေအဲ့တော့ကျွန်တော်ကျမ်းမာရေးကောင်းတဲ့ဘော်ဒီဗေဒါတွေကိုမြန်မာပြည်မှာအများကြီးဖြစ်စေချင်တာအဲဂျင်းစော်တိုင်းလည်းလိုက်ဆိုင်မကောင်းဂျင်းစော်တိုင်းကျွန်တော်တို့ကဒါကတော့အကစားလိုက်စားလို့ကျွန်တော်ပြောလို့မရအောင်ဂျင်းစော်ပြီးပြန်ဟိုလှုပ်ချင်တာလို့စားချင်တာစားရင်လည်းအများကြီးပဲဂျင်းကိုအပျော်အနေနဲ့ဥမာပေါ့ကျွန်တော် communication တခုအနေနဲ့အဲ relationship တခုအနေနဲ့ဂျင်းကိုသွားနေကြရလို့အများကြီးရှိတယ်အဲ့တော့ကျွန်တော်ဂျင်းကဒါကြောင့်ကွဲထွက်နေတာကျွန်တော်ရှိမှကျတော့တကယ်ပြောင်းလဲမဲ့လူမျိုးကိုပဲကျွန်တော်အဲ့လိုထားပေးပြတာများတယ်ဗျဟုတ် LGBT ကအခုကျွန်တော်တို့ပြိုင်နေပွဲမှာဆိုရင် sport physics ကမြန်မာပြည်မှာမပြိုင်ဘူးမြန်မာပြည်ရသူတွေလည်း sport physics ရဲ့အကြောင်းကိုထဲထဲဝင်မရှိဘူးပြိုင်မှုတဲ့သူလည်းမရှိဘူးအခုဒီ9ယောက်ကပထမဆုံးပြိုင်တာပြီးတော့အဲ့ကောင်တွေပြိုင်နေတဲ့အတန်းမှာကတကယ်ကောင်းတာက LGBT တွေကကောင်းတာဘာလို့လဲဆိုတော့ तू က Macedonia ရှိတယ်ကိုရီးယားမှာလုပ်တဲ့ပွဲဆိုလုံးဝနှဲ့နှောင်းနေရလေအဲ့ဒီပွဲတွေကကျွန်တော်မြန်မာပြည်မှာမလုပ်ရလို့လားတခြားနိုင်ငံတွေမှာအကုန်ရှိတယ်ဆိုတော့အဲ့ကမှာအခုဝင်ပြိုင်ကြသူတို့ကိုနိုင်သွားတယ်ဆိုအရက်ပူပူလေးနဲ့ကျွန်တော် share ထားတယ်ထိုင်းရ Maker ဆရာဆိုရင်အရန်မှာဆက်ကောင်းတာစုပြတ်တတ်နေရပါပဲ ဆိုတော့ကျွန်တော်ပြောရရှင်းရင်းလေးရလေ LGBT ဆိုတာ LGBT တသက်လေးဒီပြိုင်ပွဲပြိုင်ပွဲတသက်လေး LGBT ကဒီပြိုင်ပွဲကိုပြိုင်တာဘာမှဟိုအပြစ်ပြောကြမရှိဘူးလေကျွန်တော်တို့အနေနဲ့သူ့ရဲ့ကြိုးစားမှုသူလုပ်ချင်တဲ့ဟာကိုကျွန်တော် appreciate လုပ်ပါမှာအခုမှကျွန်တော်ကားပလောက်မအောင်ကျွန်တော်တချင်းဆိုရယ်ဗျာကျွန်တော် driving လုပ်တယ်လေအဲ့ဒါကျွန်တော်အပြစ်မရှိဘူးလေအဲ့ဒီဘောတိုင်းပဲကျွန်တော်အဲ့လိုပဲခံနေတယ်အဲပြောတာပဲကျွန်တော်တို့လည်းပြောမှာပဲလေကျွန်တော်ဆိုလဲဟိုဝိုင်းဆဲတဲ့လူတွေရှိမှာပဲဆိုတော့ကျွန်တော်ကတော့ဘာမှတိတ် game မဆိုင်ဘူးဆိုတော့ကျွန်တော်တို့ကမှန်မှန်ကန်ကန်ပဲလုပ်တာဆဲတဲ့သူတွေဆိုတာသူတို့အားနေလို့ဝင်ဆဲရလေကျွန်တော်တို့မအားဘူးဘယ်သူမှမဆဲနိုင်ဘူး ဆိုတော့ဒီဟာကသူ့ရဲ့အတွေးလေးတွေကိုပြင်သေးနေတာပေါ့နော်ဟိုကျွန်တော်ကဘာမှအားပေးလို့ပြောတာမဟုတ်ဘူးကျွန်တော်အားကစားကိုအားကစားလို့ပဲမြင်သေးနေတာဟုတ်အဲသူ shows တိုင်းကတော့လမ်းလျှောက်တဲ့ဟာတွေက Mr. နဲ့ချိန်တယ်အဲ Mr. လိုပဲလမ်းလျှောက်လာတယ်နွဲ့နွဲ့နှောင်းနှောင်းပြရတယ်ဟိုကားဘလာလိုမျိုးမျိုးလုံးပြူပြီးညက်တာတော့ man face တို့လိုမျိုးလောက်ကတာမျိုးမဟုတ်ဘဲနဲ့သူကနွဲ့နွဲ့နှောင်းနှောင်းကြပြားဆန်ဆန်နဲ့အဲ့လို classic ဆန်ဆန်လေးပြရတဲ့ဟာမျိုးဆိုတော့သူက LGBT ပြတဲ့ခါကျပိုလှတာပေါ့ဗျာကျွန်တော်ကိုပြိုင်ဆိုကျွန်တော်အဲ့ဒီတန်းမပြိုင်နိုင်ဘူးလေကျွန်တော်ပြိုင်လဲရှုံးပါပဲကျွန်တော်အဲ့လိုမျိုးကြီးမရဘူးဟုတ်တယ် ဟုတ်ဘောအဲ့ဒီပရိသတ်ကကျွန်တော်ပြောချင်တာကအဲ့ပရိသတ်ကမတိတဲ့ကာယဖလာတို့ nebel ကမဟုတ်ဘူးဂျင်း nebel ကမဟုတ်ဘူးအပြင်မတိတဲ့သူကဝေဘန်နာဆိုရင်တော့ကျွန်တော်လက်ခံတယ်ဟုတ် trainer တွေကဝေဘန်တယ်ဆိုရင်တော့အဲ့ trainer ကိုကျွန်တော်ကတော့ရှုံ့ချရမှာပဲဘာကြောင့်လဲဆိုအားကစားအားကစားလို့မြင်သူဒီသူဒီကာယဖလာသမားတယောက်မဟုတ်ဘူးကျွန်တော်ကလာပြောလေမင်းခန့်ပုံစံပြတာတလွဲကြီးလို့လာပြောကြည့်လေမင်းတက်လာခဲ့ကြိုက်တဲ့ချိန်မျိုးစင်းပါဘူး ော် तू อ่ะကျွန်တော်ဒါ professional မဟုတ်ဘူးသူ့ရဲ့ live sign တခုမှာကျွန်တော်ကဘဝမှတ်တမ်းတခုအနေနဲ့တင်ပေးလိုက်ရင်ဖြစ်တယ်ဆိုတော့ပူဇင်ကိုလည်းသူ့ကို pressure မပေးသူကျွန်တော်ပူဇင်ခဏမဟုတ် pressure မပေးအကို AC ပဲစင်ပေါ်တက်သွားပြီအကိုလှုပ်ချင်တဲ့ပုံစံတိုင်းလေးပဲလှုပ်လာခဲ့ရုံးမပြန့်ရပြီဒီတိုင်းပဲဘာဖြစ်လို့ဆိုတော့ဒါက तू ကဒီလိုလှုပ်လိုက်လို့အပြစ်ရှိသွားမှာမဟုတ်ကိုပိုင်လှုပ်လက်ခွင့်လေး1 minute ပူဇင်ဆိုတော့ကိုလှုပ်ချင်တဲ့ creation ကိုလှုပ်ပိုင်ခွင့်ရှိတာအဲ့ဒါကိုဝေဖန်နေတယ်ဆိုလို့ရှိရင်ဝေဖန်တဲ့သူကအဲ့ဒီအတန်းမှာ champion ရပြီးသွားပြီလား champion ရောက်ဝင်နေတာအဲ့ဒီပွဲမျိုးတော့မမြင်ဘူးလေ မြန်မာပြည်မှာမှမရှိတာမမြင်ဘူးတဲ့ဟာကိုဝေဖန်တယ်ဆိုတဲ့ကမဟုတ်ဘူးပြီးတော့ဟိုကျွန်တော်ပြောချင်တာကဘလာကြီးကြီးတာနဲ့ခြောက်သွားမှာဘာဆိုင်လို့လဲမဆိုင်ဘူးလေဟိုအချောက်ကဘလာမကြီးရအောင်လားအဲ့တော့သူရှင်းပြထားတာရှိရလေဘယ်နှမျိုးလောက်ရှိလဲ6မျိုး9မျိုးလောက်ရှိတယ်တွတ်ကြည့်ကြလို့ဘာလို့သူသူကမြန်မာတက်လိုက်ပြီဆိုတာနဲ့တခုဆိုပွဲရဖြစ်တာများတာကိုဆိုတော့ကျွန်တော်တို့ပွဲလာမစားကြောအိမ်ထိလာကြောပါ အားပေးတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့အားကစားကိုအားကစားလိုပဲမြင်ပေးပါအာအားကစားဆိုတာကဘသူပဲပြိုင်ပြိုင်အားကစားပါပဲကျွန်တော်နိုင်ငံခြားမှာဆိုလို့ရှိရင်ပြိုင်တဲ့ဟာကမှအဲ့လိုယောက်ျားလေး body မေးတင်းမှာပဲအဲ့လိုနှကန်းနေဆိုပြီးတက်ပြိုင်သွားတဲ့သူရှိတယ်ကျွန်တော်ကပြောချင်တာက LGBT ပဲဖြစ်ဖြစ်အာ straight ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ကာယဗလာကာယဗလာပြိုင်တာပဲ body building က body building ပြိုင်တာပဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ main ကလေးတွေဗလာကြီးနဲ့ညှစ်နေတာကြတော့ဘာလို့မကဲ့ကြီးလဲကျွန်တော်ပြောတာ ပြောရအများကြီးရှိတယ်။ဟာမိကလေးဒီကောင်မလေးဗလာကြီးနဲ့မဖြစ်အောင်လို့ကျွန်တော်ဘယ်သူမှမပြောဘူးလေ။အဲ့ကြတော့ကျွန်တော်လက်ခုပ်သေးကြတယ်ဆိုတော့သူတို့ရဲ့ဖြစ်တည်မှုသူတို့သွားတဲ့ပုံစံကတက်တက်သူတို့ရဲ့လိုက်ဆိုင်ကတက်တက်အားကစားကအားကစားတက်တက် body building ကို body building လို့ပဲမြင်သိကြပါလေ။ကျေးဇူးများကြီးတင်ပါတယ်ကြ။